ဒါလေးတစ်ခုလို့မြင်အောင်ကြည့်ပါတောက်ကြောင်ညတညမှာကျော်ကြီးဆိုတဲ့လူတယောက်ဟာသူ့တငယ်ချင်းနဲ့ဘာတစ်ခုမှထိုင်နေတယ်အလုတ်ကနေအိမ်ပြင်ချင်းယောက်ျားရဲ့ဒုံးစက်တိုင်းတောက်ကြစားကြရေမောကြနေပေါ့သူ့လက်ထဲမှာရွှေရောင်ရက်ခွက်တစ်ခုကိုခြင်ထားတယ်တပတ်လုံးပင်မမ်းမိရဲ့နောက်မှာကျော်ကြီးကစိတ်ကိုလူအပန်းဖြေအောင်ပဲကျော်ကြီးအရက်ကိုတငုံမိနစ်ကုန်တောက်နေသူ့ခန္ဓာကိုယ်တွေကအရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့အသေးဆိုတဲ့အရာစစ်မြေပြင်ပေါ်ရောက်ရှိလာခဲ့ပါတယ်မင်္ဂလာပါ The Body Hack ကနေကြိုဆိုပါတယ်ဒီနေ့မှာ အရက်နဲ့အသေးအကြောင်းဇလန်းတပုတ်တွင်ပြောပြပါအောင်မယ်။ပထမဆုံးပြောမှာတော့အသေးပါ။တင့်အသေးကို24နှစ်ခုနှစ်ပတ်လုံးအလုပ်လုပ်နေတဲ့အရာမဆက်ယုံကြီးတစ်ခုလိုစိတ်ကူးကြည့်လိုက်ပါ။အစားအစာတွေစေးဝါးတွေလိုမျိုးကုန်ညမ်းနေယူပြီးစွမ်းအင်တွေပရိုတိန်းဓာတ်တွေဗိုက်တာမင်တွေလိုအသုံးဝင်တဲ့ထုတ်ကုန်တွေဖြစ်ပြောင်းလဲပေးနေပါတယ်။ဒါ့အပြင်တင့်ကိုအန္တရာယ်ဖြစ်စေနိုင်တဲ့အဆိပ်တောက်တွေလည်းရှင်းနေမိတဲ့တန်ရှင်သမားလည်းအသေးပါပဲ။ဒါကြောင့်သိမရှိရင်လူတယောက်ကအသက်မရှင်နိုင်ပါဘူး။ ဒါပေမဲ့ဆိုးတာတခုကခန္ဓာကိုယ်ထဲကိုအရက်တွေဝင်လာတိုင်းမှာအသေးဆိုတဲ့စိတ်ယုံတွေကိုအစိတ်တွေလောင်းထည့်လိုက်ကြတော့ပါပဲအဲ့တော့တမတွေဖြစ်တဲ့အသေးဆဲတွေကအလုံများလာတယ်အစမှသူတို့ကထိန်းချုပ်နိုင်လေတယ်ဒါပေမဲ့တင်ရတောက်တာများလေလေအသေးဆဲတွေကအလုံတွေမနိုင်မနေဖြစ်လာပါတယ်မြက်ကနေပြီးတော့အစီတက်တီဟိုက်ဆိုတဲ့အစိတ်တက်တမျိုးဖြစ်ပြိုကွဲသွားပါတယ်ဒီတက်ကအရက်ထက်တောင်ပိုပြီးအန္တရာယ်များပါတယ်စိတ်ယုံတွေမှာအက်ဆစ်တီယိုဆိုင်ထွက်လာတဲ့လိုမျိုးအရက်အစိတ်တွေကလည်းအသေးမှာစပြီးစုပုံလာပါတယ် ဒါဟာအစီတယ်လီထားရဲ့အလို့ဆောင်မှုပါ။သူကအသေးကိုစတင်ပြီးဖျက်ဆီးနေပါပြီ။အချိန်ကြာလာတော့အသေးရဲ့တန့်ရှင်းလုပ်ငန်းပိုပြီးခက်ခဲလာပါပြီ။အသေးဆဲတွေထဲမှာအစီတရအမှတ်အေဒီလိုမျိုးစုပုံလာပါပြီ။ဒါကို fatty liver အသေးအစီဖုံးတယ်လို့ခေါ်ပါတယ်။ဒီအဆင့်မှာကြော်ရည်ကဘာမှမဖြစ်တယ်လို့ခံစားရသေးတယ်။နာကျင်မှုလည်းမရှိဘူး။သတိပိတ်လက္ခဏာလည်းမရှိသေးပါဘူး။ဒါပေမဲ့ဖျက်ဆီးမှုကတိတ်ဆိတ်စတင်နေပါပြီ။ကြော်ရည်ကအရက်ကိုဆက်တောင့်နေရင်အမှတ်တရပိုပြီးပုံလာပါတယ်။ လောက်သမားတွေကပင်မနှောနေလာတယ်။ရောင်ရမ်းမှုတွေစတင်လာတယ်။ဆက်ယုံနေမှမီးလောင်တွေတူပါတယ်။ဒါကို alcoholic hepatitis အရေးကြောင့်ဖြစ်တဲ့အသက်ရောင်ရောဂါလို့ခေါ်ပါတယ်။ခုဆိုအသက်ရရောင်ရမ်းနေပြီးထောက်တာထွက်ပြီးယုံခံနေရပါပြီ။အကယ်၍အဲ့ဒီကိုသူကတောက်တာမရသေးဘူးဆိုရင်ရောမီးရပူပြန့်နှံ့လာပြီးဆက်ယုံနိုင်ရန်နေပြိုကျလာတယ်။အသည်းမှာအမာရွတ်တွေဖြစ်ပြီးကျုံလာတယ်။ဒါကို cirrhosis အသည်းချောက်ခြင်းလို့ခေါ်ပါတယ်။ဆက်ယုံရဲ့ဖွဲ့စည်းပုံပြိုကျသွားတဲ့အခါမှာ ယ်တော့မှပြန်လေအပြိဝါမလဲပတ်နိုင်တော့ပါဘူးဒီအဆင့်မှာပဲအသေးဆိုရဲသူရဲကောင်စတင်ပြီးတည်ဆုံးနေပါပြီကျွန်တော်စီကတကယ်ဇာလန်တပုတ်ကိုမျှဝေပေးပါအောင်မယ်အသက်35နှစ်ရွယ်လူတစ်ယောက်ကမလုံးဝရယ်ပိုက်ဖိုးရောင်ပြီးအားနေနေတဲ့ပုံစံကြီးရောက်လာတယ်သူကနှစ်ပေါင်းများစွာနေတန်းဘီယန်နဲ့နေစီတောက်ခဲ့တယ်သူကတော့ဒါဘာမှဖြစ်ဘူးလို့ထင်နေရပါဒါပေမဲ့သူ့အသေးကသူ့ပြောစလို့မဟုတ်ပါဘူးအသေးကအမှားရုပ်တွေနဲ့ချက်ခဲနေပြီသူ့လို့ကိုသူမလုပ်နိုင်တော့ဘူးသူဟာ ို့ထက်တန်းကဆလောက်ချင်းယုံနေတဲ့လူတယောက်လိုပုံစံပေါက်နေပါတယ်။ "तू อ่ะမင်းဒေါက်တာကျွန်တော်ပြန်ကောင်းနိုင်မယ်နေနိုင်ရှိသေးလား"တဲ့။ကံမကောင်းစွာနဲ့ပဲအသေးချောက်သွားပြီဆိုရင်ချိန်အောင်ပြန်လှည့်လို့မရတော့ပါဘူး။ဒါကြောင့်ကျွန်တော်တို့ကလူနာတွေအမြဲပြောပါတယ်။အရက်ကိုလုံးဝဖျက်ဖို့မလိုပါဘူး။ဒါပေမဲ့စနေတကျတောက်တက်ဖို့တော့တင်ယူရပါမယ်။ဒါဟာဘဘောက်ကိုပျော်ရွှင်စွာဖျက်ဆီးမှလား၊ဖျက်ဆီးမှလားဆိုတဲ့ကြွားချချက်ကိုဖြစ်ပေါ်စေတဲ့အချက်ပါပဲ။အသေးနဲ့ပြည့်စည်အောင်အရက်ဘလို့တောက်အောင်လုပ်။ဒါကတော့အရက်တောက်တဲ့လူတွေသိကျင်နေကြတဲ့မိကုံးမှာခုတော့တင်လဲအတိအကျသိရတော့မှာပါ။ ံပါတ်၁ကတော့သင်ရဲ့ limit ကိုသိပါအမျိုးသားရဲ့အတွက်ဆိုရင်တနေ့ကိုအများဆုံး2 unit တောက်လို့ရပါတယ်အမျိုးသမီးအတွက်ဆိုရင်တော့တနေ့ကိုအများဆုံး2 unit ပါ2 unit ဆိုတာဘီယာတစ်ပူ330 ml ၊ကွိုင်းတစ်ခွက်150 ml ။ဒါမှမဟုတ်ဝီစကီတစ်ခွက်25 ml ။ထောက်ခွက်နဲ့ဆိုရင်တော့လက်တစ်လုံးပါ။တနေ့ဆိုရင်တော့အများဆုံးလက်နှလုံးတောက်လို့ရပါတယ်။ဒီပမာဏကိုကျော်သွားရင်တော့အသင့်အသေးကိုလည်းနေနေစီထိခိုက်စေပါတယ်။တချို့ကမေးပါတယ်။တနေ့ရက်2 unit ဆိုတော့ တပတ်ကို14ယူနစ်တပတ်လုံးမှာ106ကိုမတော့ပဲနောက်ဆုံးအကြမ်းမှာ14ယူနစ်လုံးတောက်လို့ရလာတယ်မရပါဘူးတရက်ထဲမှာ2ယူနစ်ထပ်ပို့ပြီးတောက်လို့မရပါဘူးနေ့ဘာထဲမှာအစားမရှိတော့အရင်မတောက်ပါနဲ့ဘာထဲမှာအစားမရှိတဲ့ခါရီကာတာတခါယူဖို့နိုင်တယ်လို့ပဲအရင်ဟာတင့်သွေးတွေကိုတရက်စီးဝင်သွားပါတယ်မတောက်ခင်မှာအများကြီးအစားစားပါအထူးသဖြင့်ပရိုတင်းတနဲ့ကျန်းမာတဲ့အစီအပါတွေအစားစားရေးစားပါဒါရီကခန္ဓာကိုယ်ကလည်းအရေးဆုံးယုံကိုနှိမ့်ကွေးစေပါတယ်။၃ရှီမြားကြီးတောက်ပါ ရီမီယိုရင်အတီဆိုးရဲဆိုတာကြားဖို့ကြားမှာပါအဲ့စကားအမှန်ပါရက်တစ်ခွက်တောက်ပြီးတဲ့မှာရီတစ်ခွက်တောက်ပါတဲ့န်တဲ့ရအစိတ်တောက်တွေဖေရှားပေးဖို့ရည်လိုပါတယ်ဆက်ရုံနဲ့အညစ်အကြေးတွေကိုစေချိုးဖို့အတွက်ရီပုံးတွေလုံလောက်ပေးကြတယ်လို့စဉ်းစားကြည့်လိုက်ပါအမလေးရရချပြီးတော့ပါတင့်တဲ့ရဆက်ရုံမပေါအနာကြီးဖို့တော့ရက်တီလိုအပ်ပါတယ်ဒီဘက်မှာအနည်းဆုံး၂ရက်၃ရက်အရင်မတော့တဲ့ရက်တွေကိုတတ်မှတ်ထားပါဒီအချိန်မှာတင့်တဲ့ရအမယုံမဖြစ်ခင်တင်းငယ်တန်ရာတွေပြန်ပြီးပြုတ်ပြင်နိုင်ပါတယ်နောက်တစ်ခုကတော့တောက်တဲ့ရက်ကိုတေချာရွေးချယ်ပါ ဖောကာဒါမှမဟုတ်ချင်းတို့မျိုးအယောင်ဖြောတဲ့ရက်တွေကဗကြားများလေးကော့တရစ်တဲ့အသေးအတွက်ပုံပြီးတက်တာပါပဲ။ဝိုင်းနီကတဲ့နှလုံးအတွက်အကျိုးပြုနိုင်တယ်ဆိုပေမဲ့ရှေ့မှာပြောရတဲ့အတိုင်းအင်းနဲ့ဆိုမှလည်းနည်းလေးပဲတော့ပါ။မြမချုပ်ကတော့အစားဆောင်နဲ့တင့်အသေးကိုထောက်ပံ့ရပါပဲ။ဘယ်ရီဒီရဲ့ခေါ်မာဒီဟင်းနုနဲ့ကစွန်ရွက်တို့လိုအစိမ်းအောင်ရွက်တွေထောက်ပံ့သီးလိုမျိုးတက်တိုးဆန့်ကျင်ပစ္စည်းတွေကျွဲဝါးတဲ့စားစာတွေစားပါ။ဒါလေးကတင့်အသေးကိုတိုင်းမီလိုကာဗီးထားပါလိမ့်မယ်။မခုနှစ်ဘယ်အချိန်မှရဲရမလဲဆိုတော့သိပါ။ခနာကိုမတဲချင်းတော့ပြန်မနေရ။ အသားနဲ့မျက်စိတွေဝါလာတာ။ဘိုက်တွေဖိုးရောင်လာတာ၊ခြေထောက်တွေဖိုးရောင်လာ။ဒါမှမဟုတ်အမြဲပြုတ်အန်ခြင်းစိတ်တွေဖြစ်လာရင်ဒါအရက်တောက်တောက်ရက်ရမယ်ချိန်မှာပဲ။တတ်တန်းစိတ်နေခြင်းနဲ့ဆိုရင်တော့ဆရာဝန်နဲ့အမြန်ဆုံးပြဖို့လိုအပ်နေပါပြီ။ကျွန်တော်ကျော်ကြီးစီကိုပြန်သွားကြည့်ရအောင်။ကျော်ကြီးကအရက်ကိုလုံးဝမဖြတ်ခဲ့ပါဘူး။ဒါပေမဲ့သူ့အသေးကိုတော့ညှတာဖို့တင်ယူခဲ့ပါတယ်။သူကလူမှုရေးရတောက်တယ်၊ရေးလည်းမတောက်တော့ပါဘူး။ရမတောက်ခင်မှာအစာစားတယ်ရည်တက်ကိုလည်းဖြည့်ထားတယ်ရမတောက်တဲ့ရက်တွေကိုလည်းသူ့ဘာသာတတ်မှတ်ထားတယ်သူ့ရဲ့အသေးဆိုတဲ့ဆိုင်ရုံကအခုထိဆက်လက်လွတ်လွတ်နေတော့မှာပဲ သူ့ကိုဆက်လက်ပြီးကာဝယ်နေတော့မှာပဲသူ့ဆက်လက်ဟာအဆုံးဆုံးဒီဖြတ်သွားနိုင်ခဲ့ပါတယ်ဒါနဲ့သူကအလေလက်လမ်းစုံပဲရွေးချယ်ခဲ့ပါတယ်အသက်ပုံညာဆောင်နေဆိုအဲ့ဒါပါပဲအပိုင်ကအကြံပေးချက်ငါတောက်တာမတောက်တာသင်တို့ရွေးချယ်မှုပါဒီလိုအရက်ကိုဆက်တောက်ဖို့ဆုံးနေထိုင်ရဆိုရလေပေါ်မှာပြောခဲ့တဲ့ချက်တွေတေချာတိချာပို့လို့လိုပါတယ်တင်းရအသေးရတော်ယုံနဲ့လက္ခဏာမပြတတ်ပါဘူးအသေးရလက္ခဏာပြပြီဆိုရင်လည်းအားလုံးကနောက်ကျသွားနိုင်ပါတယ်တင်းရအသေးကိုလေးစားပါတက်ခဏာကိုအချက်ပါဒီစက်လမ်းကတော့ဝင်နေလို့ထင်ရဆိုရင် 点个就由在这土地上，庙回来吧。